Hello အားလုံးပဲမြင်ကြလို့ပါဘူဘမချန်ကနေကြိုဆိုပါတယ်ဆိုတော့ကျွန်တော်တို့ Sweden လက်ရွေးစင်အသင်းကတော့ကမ္ဘာပလားခြေစပွဲကိုအောင်ဖို့နဲ့ပတ်သက်ပြီးတော်တော်ကို risk များနေပြီများနေပြီပေါ့နော်အဲ့ဒီတဲကမှတိုက်စင်မှုဖြစ်တဲ့ Alexander Isak နဲ့ပတ်သက်ပြီးတော့အရန်ကိုပြောစရာတွေကျွန်တော်ဖြစ်နေတာဒီနေရာမှာ Sweden မှာဆိုလို့ရှိရင်ပေါ့နော်အဲကျွန်တော်တို့ Vita Jokeres ကျွန်တော်တို့ရှိမယ် Alexander Isak ကျွန်တော်တို့ရှိမယ်ပေါ့နေအောင်စလုံးကလက်ရှိလက်ရွေးစင်အသင်းအတွက်ဘလို့မှအဆင်ပြေမနေသလိုလက်ရှိသူတို့ရဲ့ အသင်းကြီးကိုကြီးကစားတဲ့နေရာမှာလည်းမျော်လင့်တော့ကိုရီရမထားသေးဘူးဒါပေမဲ့အဲ့ဒီတဲကမှအီဆက်ကတော်တော်ကိုပြောစရာဖြစ်နေတာဒါနဲ့ပဲလို့ကျွန်တော်ဆွေးနွေးကြည့်အောင်ပါဘာကြောင့်အီဆက်အနေနဲ့ပေါ့နော်ပြီးခဲ့တဲ့ရာသီကကျွန်တော်ညူကာဆယ်မှာမြင်ရတဲ့ပုံစံမျိုးလေဘာအုံးမှာကျွန်တော်မမြင်ရသေးလေပေါ့ပရီးမီးယားလိမှာအသားမကျသေးတဲ့ပုံစံမျိုးလည်းမဟုတ်ဘူး။သူဟာပရီးမီးယားလိမှာအသားကျရင်အရန်ကောင်းလာတဲ့ကစားမှာဘာကြောင့်ကျွန်တော်နေတဲ့လီဗာပူးတင်းမှာတိုင်ပတ်နေတယ်လဲပေါ့။ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကနျူကာဆယ်နဲ့ဆိုရပါတဲ့ဒီ Telegraph မှာပေါ့နော်ဒီ Luke Edward ကနေပြီးတော့ ကြီးထားတာတခုရှိတယ် articles တခုဘာလဲဆိုတော့ Newcastle ကနေပြီးတော့ဗောနော်အတင်းဆိုသူတို့ကျွန်တော်တို့ဒါဒီမဖြစ်မနေထွက်ရဖို့ ਨੇ ပတ်သက်ပြီးတော့ကြိုးပမ်းခဲ့တဲ့ Alexander Isak အနေနဲ့လက်ရှိဆိုလို့ရှိရင်ဘယ်လိုပြောမလဲ Liverpool အတင်းမှာဆိုလို့ရှိရင်ဗောနော်ကျွန်တော်တို့အထာနှီးအစာနှီးပြီးတော့ဟိုအဲ့ဒီကျွန်တော်တို့မဖြစ်မနေထွက်ရအောင်ကြိုးပမ်းခဲ့တဲ့ကျွန်တော်တို့ဒါအဝါကိုပြည့်စက်နေရပြီပေါ့ဗျာအခုဆိုလို့ရှိရင်သူကအဲ့လိုမျိုးကြီးကျွန်တော်ရေးထားတယ်ဆိုတော့ဘာကြောင့်ကျွန်တော်တို့ Isak ကျွန်တော်တို့တော်တော်တိုင်ပတ်နေတယ်လေပေါ့ဒီနေရာမှာ အလက်ဇန္ဒားအိဆက်ကိုကျွန်တော်တို့ကြည့်ရင်နျူကာဆယ်မှာတော့ငါလောက်မဖြစ်လက်မတွက်လက်တော့ဘူးနျူကာဆယ်မှာတော့ငါလောက်ကျွန်တော်တို့ဘယ်နော်အဲလုံအောင်လွတ်လွတ်လပ်လပ်ကစားမနေရတော့ဘူးဆိုတော့ကာဆယ်နဲ့ပတ်သက်လို့ကျွန်တော်အရင်ဆုံးကြည့်ရင်နျူကာဆယ်တသိန်းလုံးကအလက်ဇန္ဒားအိဆက်ကိုကျွန်တော်အနေနဲ့ဘယ်နော်တာဂတ်ထားပြီးတော့ကျွန်တော်ကသွားကြတာဒါကတော့လေလီဗာပူးလ်နဲ့နျူကာဆယ်တို့မှာကွာခြားချက်ရှိတဲ့အရာတစ်ခုပေါ့ဒါပါလို့လေဆိုတော့နျူကာဆယ်မှာဆိုလို့ရှိရင်အရင်အားကိုးရပါမယ်ဆိုတော့တိုက်စစ်ပိုင်းနဲ့ပတ်သက်ရင် e set တရားပဲကျွန်တော်ရှိတာအဲ့တော့ e set ကိုအားထားပြီးတော့ကျွန်တော်ကစားကြတာဒီ ကျွန်တော်ဒါလုံးဝမထူဆန်းဘူး ESC ကိုတက်နေတဲ့မှာဘောလုံးနေဖို့ ESC ကိုတက်နေတဲ့မှာ crossing နေဖို့ဒါတွေကမထူဆန်းဘူးကာဆယ်လိုအသင်းမျိုးမှာ ESC ကိုအားကိုးရဲဆိုတာဖြစ်တည်နေဒါပေမဲ့လေဘောင်းမှာကျတော့အဲ့လိုမဟုတ်တော့ဘူးလေဘောင်းမှာဆိုလို့ရှိရင်အားကိုးရမယ့် exam တွေဆိုတာကလက်ရှိမှာဆိုလို့ရှိရင် Hugo Agatigi တို့ကျွန်တော်ရှိနေပြီပြီးရင်ကျွန်တော်တို့ဘောနော်ဆာလာလို့လို့ exam တွေကျွန်တော်ရှိတယ်လို့ Dominic Sovlin Florian VS ကျွန်တော် Cody Gakpo ဒါမျိုး exam တွေကျွန်တော်ရှိတယ်အဲ့တော့ Alexander Isak ပါမှ Alexander Isak မှ Isak ဆိုတဲ့ပုံစံမျိုးလေဘောင်းမှာဖြစ်မနေဘူး ဆိုတော့အခုလက်ရှိအဲ့လိုအနေထားထဲမှာတခြား league ကနေပြီးတော့ပြောင်းလာပါလေဆိုတော့ Shugo AKTG တို့လိုကစားမတွေကကောင်းနေပြီးတော့ဒီ Isa ကတိုင်ပတ်နေရတယ်။ဒါကကျွန်တော်တို့အနေနဲ့ပေါ့နော်။သူ Newcastle ကနေပြီးတော့မဖြစ်မနေအတင်းပြောင်းရဖို့ဆိုပြီးတော့တွန်းအားပေးလာတာနေနဲ့အများကြီးဆိုင်နေ။ဘာလို့လဲဆိုတော့ကစားမရဲ့လက်ရှိ fitness level ကအကောင်းဆုံးအနေထားဖြစ်မနေဘူး။ သူ့ကိုကျွန်တော်ကြည့်မယ်ဆိုလို့ချင်းရှာလုံးဝဖြစ်မနေဘူးပွဲပွဲကိုစားဖို့အတွက်လုံးဝအေး physically ရပါတော့ကျွန်တော်ဒါ ready ဖြစ်နေတဲ့ပုံစံမျိုးတွေကျွန်တော်မတွေ့ရဘူးဒီမှာအကောင်သေးတာမသေးတာကိုကျွန်တော်ပြောတာမဟုတ်ပွဲပွဲကိုစားဖို့အတွက်သူဟာဒီအရာအလုံးအစင်းနေဖြစ်နေတဲ့အနေထားမှာကျွန်တော်ရှိမနေဘူးပေါ့နော်ဒါကလည်းပဲဘာကြောင့်လဲဆိုတော့ဂျားထဲမှာသူတော်တော်ပြက်လက်သွားလို့ပဲ training နေနဲ့ကျွန်တော်တို့ Newcastle ကနေပြီးတော့အမှန်ကန်ဆိုလို့သူပြောင်းရဖို့အတွက်အတင်းနဲ့လေ့ကျင့်ခံပူပေါင်းပြီးတော့မစင်းတာမျိုးတွေเนาะကျွန်တော်တို့မြင်ခဲ့ရတယ် ဟိုတော်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 နဲ့ပေါ့နော်ကျွန်တော်ကနယူကာဆယ်ကနေပြီးတော့မဖြစ်မနေရောက်အောင်ထွက်ဖို့အတွက်သူတွန်းအားပေးတဲ့အခါမျိုးတွေမှာဟိုလေ့ကျင့်ခန်းကြီးအမှန်ကမစင်ရဘူးတီးတန့်ပေါ့နော်တယောက်တည်းတာမန်လေးတွေပဲကျွန်တော်လုပ်နေရတယ်ပြက်တနာကလီဗာပူးကလည်းမခေါ်နိုင်သေးတဲ့အခြေအနေမျိုးမှာလီဗာပူးကိုသူအားပြီးတော့ training ကလည်းဆင်းမရဘူးဂျားထဲမှာသူဒီပြက်လက်သွားတယ်နော် training နဲ့ပတ်သက်လို့ပြက်လက်သွားပြီးတော့နောက်ဆုံးမှာအပြောင်းအလဲဖြစ်သွားတယ်ဖြစ်သွားပြီးတော့ကျွန်တော်ပြန်ကစားတဲ့အနေထားမျိုးမှာအစင်းင်းဖြစ်မနေဘူး။ဘာလို့လဲဆိုတော့ဂျားထဲမှာ training ဟာ သူများတွေရာဒီယိုခြေစမ်းပွဲစဉ်နဲ့အမှန်ကန်လှုပ်နေတဲ့အချိန်မှာအီဆက်ကထွင်နေနေပြက်လက်သွားလို့ပဲပြက်လက်သွားပြီးတော့လေပါဦးတင်းကိုရောက်လာတယ်ကျူကိုအဂတီဂီကခြေသွမ်းပြနေတဲ့အပြင်သူကိုယ်တိုင်းကလည်းအသင်းနဲ့အံဝင်ခွင့်ကြားဖြစ်ဖို့လေပါဦးနဲ့အံဝင်ခွင့်ကြားဖြစ်ဖို့ပေါ့နော်ပြန်ပြီးတော့ fitness level ပြန်မြင့်လာဖို့ကြိုးပမ်းနေရသေးတဲ့အချိန်မှာဒါမျိုးတွေကျွန်တော်မြင်ရတာပဲဆိုတော့သူရဲ့အကောင်းဆုံးနေရာကိုကျွန်တော်တွေ့မနေရဘူးဒါပြင်တို့ဆွေတွေမှာသလို့ရှင်လည်းပဲဒီကစားမားတွေဆွမ်းဆောင်ရေးကုမ္ပဏီမပြနိုင်တဲ့အခါကျတော့တော်တော်လေးကိုကျွန်တော်တိုင်ပတ်နေတယ် နော်ဆွေဒင်လေရွေးစဉ်အသင်းမှာတော်တော်တိုင်ပတ်နေတယ်ဆိုတော့ဒါရီယာစိတ်ပူစရာပါ။ဘာကြောင့်လဲဆိုတော့ဆွေဒင်တို့ဘာလို့မှဆိုလို့ရှိရင်ကစားမကောင်းနေကျွန်တော်ရှိရဲ။ဒီကစားမကောင်းတွေကိုကပဖလာမှာမတွေ့ရဘူးဆိုတာမျိုးကတော်တော်လေးကိုကျွန်တော်ကတိတ်ပြီးတော့အချိန်ကြီးမကောင်းဘူး။ကပဖလာမှာအကောင်းဆုံးကစားမတွေကစားတာကိုပဲကျွန်တော်မြင်ရသင့်တယ်ပေါ့နော်။အဲအဲ့ဒီကစားမတွေကိုကျွန်တော်ကမြင်ရဖို့ကျွန်တော်သိမ့်မရှိဘူးဆိုတော့အခုလိုလိုဆိုဆို risk ဖြစ်နေပြီပေါ့နော်။တို့အနေနဲ့ဟိုမဖြစ်မနေနောက်တစ်ဆင့်ကိုတက်ပါမယ်လို့ကမ္ဘာပလားခြေစီပွဲအောင်ပါမယ်လို့အမှတ်ခံချက်မရှိသေးဘူးဖြစ်နေတာ။အဲကြောင့် e-set အနေနဲ့ newcastle ကနေပြီးတော့မဖြစ်မနေကျွန်တော်တို့ပေါ့နော်။ တွန်းအားပေးဟိုမဖြစ်မနေထွက်ရအောင်တွန်းအားပေးခဲ့တာမျိုးတွေကသူတို့ကိုဒုက္ခရောက်ကစားမဖြစ်သူကိုဒုက္ခရောက်သွားစေတာပဲဆိုတော့ဒီ international break အပြီးမှာပြန်လာတဲ့အခါမှာတော့ ISA ရဲ့အကောင်းဆုံးပုံစံကိုကျွန်တော်တွေ့ရမလားစောင့်ကြည့်ရမယ်တေချာတာတကူကတော့လလော့စင်မှာ Shigo Agitiki လောက်ကိုပဲအဆင်မပြေဘူးဖြစ်နေပြီးတော့ ISA ရဲ့အကောင်းဆုံးပုံစံတွေ့မနေရသေးဘူးအကောင်းဆုံး fitness level ဒီကျွန်တော်တွေ့မနေရသေးဘူးအကောင်းဆုံးအခြေအနေကိုကျွန်တော်မြင်မနေရသေးဘူးဒါတွေဟာသူတို့ Newcastle ကနေပြီးတော့ဗောနော် နျူကာဆယ်နဲ့အတူလေ့ကျင့်ခန်းအတူမစင်းနိုင်ခဲ့တာ International Sorry ပါလိဒီရာဒီယိုခြေစမ်းပွဲစဉ်တွေတွားနေတဲ့အချိန်မှာဗာလေ့ကျင့်ခန်းမှာပူပေါင်းနိုင်ခြင်းမရှိတဲ့အခါလေဘာဝူကိုပြောင်းလာတော့အဆင်နဲ့မဖြစ်ခဲ့တာဆိုတော့ညီကူရောဘာကြောင့် Alexander Isak အနေနဲ့ရုံးကန်နေရတယ်လို့ညီတို့ထင်ကြလဲဆွေးနွေးကြပါအောင်အားလုံးကိုချစ်သူများကြီးတို့ပါတယ်